ကျန်းဖို့အမတ်လောင်းစစ်ဗိုလ်ချုပ်ဟောင်းများကိုရွေးကောက်ပွဲအနားရအောင်လုပ်ကြရန်မင်းအောင်လိုင်ကအမိန်ပေးထားတော်လဲအစိုးရတင်းနဲ့လွှတ်တော်တဲ့တွင်မိတိယာရုနေနေရာပေးမည်ကိုအတိမပေးဟုဆိုကျန်းဖို့ပါတီမှရွေးကောက်ပွဲဝင်ကြသည့်လွှတ်တော်အမတ်လောင်းစစ်ဗိုလ်ချုပ်ဟောင်းများကိုရွေးကောက်ပွဲအနားရရှိရေးလှုံ့ဆော်ကြရန်စစ်ကောင်းဆောင်မင်းအောင်လိုင်ကအမိန်ပေးထားတော်လဲအစိုးရတင်းနဲ့လွှတ်တော်တဲ့တွင်မိတိတာဝန်နဲ့ယာရုများပေးမည်ကိုမူထုတ်ဖော်ပြောဆိုခြင်းမရှိဟုစစ်ဗိုလ်ချုပ်ဟောင်းများကထုတ်ဖော်ပြောဆိုကြသည် လာမည့်ဒီဇင်ဘာလအတွင်းပြုလုပ်မည်ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးအတွက်စံဖို့ပါတီတွင်ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့များကိုဖွဲ့စည်း၍မိတ်ဆက်မှုများလှုံ့ဆော်စဉ်စစ်ဖို့ကြောင်းအောင်တချို့ကနယ်မြေခံစံဖို့ပါတီဝင်များကိုရွေးကောက်ပွဲအောင်နိုင်ရေးအားတက်သရောပါဝင်ပေးကြရန်မြစ်တာရက်ခံကြောင်းနိုင်ငံတော်ကတာဝန်ပေးအပ်၍အမတ်လောင်အဖြစ်လာရောက်ရှင်ပြန်ရခြင်းဖြစ်သောရွေးကောက်ပွဲအနာရရှိရေးစစ်ကောင်းဆောင်မင်းအောင်လိုင်းကဆောင်ရွက်ရန်ညွှန်ကြားထားကြောင်း ရွေးကောက်ပွဲအနားရရှိပြီးပါကလည်းအစိုးရတဲ့နဲ့လွှတ်တော်တွေမြို့တရာတို့တာဝန်နဲ့နေရာများပေးမည်ကိုလည်းမသိရှိပဲစရာကြဝင်ထမ်းဆောင်ရန်ရောက်ရှိလာခြင်းဖြစ်သည်ဟုထုတ်ဖော်ပြောဆိုကြကြောင်းသိရှိရသည်အခုပါတီထဲမှာအောင်နိုင်ရေးအဖွဲ့တွေဖွဲ့တယ်အဲ့ဒီမှာနည်းမြခွင့်ဆင်းလာတဲ့အမတ်လောက်ဗိုလ်ချုပ်ကြီးတွေကသူတို့ဒီလိုလာပြီးရှင်ပြိုင်တာကနိုင်ငံတော်ကတာဝန်ပေးလို့လာတာအနားရရှိအောင်အားလုံးကဝိုင်းဝန်းပြီးကူညီပေးကြပါအနားရရှိဖို့လည်းအထက်ကစူးစမ်းခိုင်းထားတယ်အဲ့ဒါကြောင့်သူတို့ရွေးကောက်ပွဲနိုင်ပြီးရင်လည်းအစိုးရတဲ့နဲ့လွှတ်တော်တွေမှာဘာရာတို့ဘာတာဝန်ပေးမလဲဆိုတာလည်းမသိဘူး ဘာတောင်ဝင်ဘာယာတို့မှမပေးရင်လေလွှတ်တော်အမတ်အဖြစ်နဲ့နေမြေခံပါတီဝင်တွေနဲ့သူတို့တသားရဲ့ရက်ဒီမယ်အဲဒါကြောင့်ရွေးကောက်ပွဲအနာရရှိအောင်အားလုံးကတစိတဝဲနဲ့ကူညီပေးကြပါလှုပ်ပေးကြပါဆိုပြီးမြစ်တာရက်ခန့်နဲ့ဟိုစက်ခိုင်ရေးပါတီတရင်ရင်ကပြောဆိုထားပါတယ်ရှင်စံဖို့ပါတီကလက်ရှိမဲဆွဲစည်းရုံးရေးလှုပ်ဆောင်ရာတွင်ကုန်စည်နှုန်းချစည်းရေးတရားဥပဒေစိုးမိုးရေးနှင့်စီးပွားရေးကောက်မှုရေးဆိုသောအချက်များကိုအဓိကထားဥတည်မဲဆွဲကြောင်းမဲဆွဲပွဲတိုင်းတွင်စံဖို့ပါတီကိုမဲပေးဆက်ဖြင့်မြို့တော်မြေပုံမဲပေးရမည်ကိုအဓိကပြသစည်းရုံးနေကြောင်းသိရှိရသည် လက်ရှိချက်ဖော်ပါသည့်ဤမဲဆွယ်ပွဲလာတတ်သူများကိုစာစီစားပါဝင်ခိတ်ခါကြောင်းများလမ်းစရိတ်အဖြစ်ငွေကြေးနှစ်တောင်းချက်ဖော်ပါသည့်အမတ်တစိမ့်အုတ်ထုပ်အင်ဂျီဘောင်းမီများကိုအခမဲ့ဖြတ်ဝေပြီးနေအိမ်တိုင်းတွင်ချက်ဖော်အလံများထောင်ထားကြရန်အလံငယ်လေးများကိုလည်းထုတ်ပေးနေကြောင်းသိရှိရသည်မဲဆွယ်ပွဲတည်ရင်စံတပြီး C25 ကြာသားတဘူကလပ်ပဲတထုတ်ပေးတယ်ဝေးကတော့နှစ်တောင်းလမ်းစရိတ်နဲ့မှန်ပေါ်ပေးတယ်ပါတီရဲ့အုတ်ထုပ်အင်ဂျီပေးတယ်အိမ်တိုင်းမှာထိုးထားဖို့ပါတီအလံလေးတွေပေးတယ်ဒါကဘဟုကချပေးတဲ့ငွေနဲ့လောက်တာပါဟုချက်ခံရေးပါတီတရင်ရင်မြေကရှင်းပြသည် မင်းအောင်လိုင်းအစည်းအဝေးကိုင်းချက်အရာစစ်ကော်မရှင်မှစစ်အရာရှိကြီးများဖြစ်ကြသည့်အောင်လင်းတွေညတော်ဦးဝန်ကြီးဒေအောင်ဆန်းဒုတိယဗိုလ်ချုပ်ကြီးဟောင်းကံမြန်တန်း ODS 66ဒုဗိုလ်ချုပ်ကြီးဟောင်းဒေသကျော် DS 28ဒုဗိုလ်ချုပ်ကြီးဟောင်းတပ်ဖုံး DS 29ဒုဗိုလ်ချုပ်ကြီးဟောင်းဖုံးမြတ် ODS 73ဒုဗိုလ်ချုပ်ကြီးဟောင်းလင်းအောင် DS 26ဒုဗိုလ်ချုပ်ကြီးဟောင်းစုတင်နိုင် DS 31တို့ကပြည်သူ့လွတ်တော်အမျိုးသားလွတ်တော်နှင့်ပြည်내တိုင်းလွတ်တော်တို့မှစက်ဖို့ပါတီကိုစားပြုတာဝန်ရှင်ပြိုင်နေကြသည် အတက်ပတ်စစ်ကော်မရှင်မှာအောင်လင်းတွေကနေပြည်တော်အမျိုးသားလွတ်တော်မဲဆန္ဒနဲ့ PR တွင်၎င်းမျိုးစောကကိုကိုကျွန်းပြည်သူလွတ်တော်မဲဆန္ဒနဲ့မှ၎င်းမြတ်ထုံးဦးကပြည်ဦးလင်မျိုးနဲ့ပြည်သူလွတ်တော်မဲဆန္ဒနဲ့မှ၎င်းရှင်ပြိုင်ကြမည်ဖြစ်သည်ဒုတိယဗိုလ်ချုပ်ကြီးအောင်တပ်ပုံကသခိုင်းမျိုးနဲ့ပြည်သူလွတ်တော်မဲဆန္ဒနဲ့ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုးတင်နိုင်ကမကွေးမျိုးနဲ့မဲဆန္ဒနဲ့ဒုတိယဗိုလ်ချုပ်ကြီးအောင်ကံမြင့်တန်းကမအူပင်မျိုးနဲ့မဲဆန္ဒနဲ့ဒုတိယဗိုလ်ချုပ်ကြီးအောင်မျိုးသိန်းစောကပေါက်ခေါင်းမျိုးနဲ့မဲဆန္ဒတွေကဝင်ရောက်ရှင်ပြိုင်မည်ဖြစ်သည်